ရော်နယ်ဒိုလိုဘောလုံးကန်နီရော်နယ်ဒိုဟာဘောလုံးကိုသူ့ဖက်နဲ့ကျိုးနေရတဲ့အတိအကျအလဲဘဟုကနေကန်ပါတယ်လူအများစုကတော့ဘောလုံးကိုခြေပွားပေးသားနဲ့ကိုးအောင်ကန်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်ရင်ပြစ်အားနဲ့မြောက်အားဟာလျော့သွားတတ်ပါတယ်ရော်နယ်ဒိုကတော့ခြေထောက်ကိုကြဲကြဲထောက်ပြီးနည်းနည်းပြန်လိုက်ကပြည့်ပြည့်စုံတဲ့ချင်းခွင်းရှာကိုရယူပါတယ်ဒါကြောင့်နှက်ဘောလုံးကိုအကောင်းဆုံးကန်နိုင်ပါတယ်အဲ့ဒီအခါဂိုးသမားစီမြုပ်မကန်ပဲဘေးဖက်ကန်သမ ्या ကာလပတ်လုံးတော့ဂိုးအလုံးသွင်းနိုင်မှာဖြစ်ပါတယ် လီဘရွန်ကဘောလုံးကိုပေးလိုက်တိုင်းမှာဒေါ်လာ2000ကျော်ရသွားပါတယ်ပြီးရင်သူ့အသင်းဖော်ကဘောလုံးကိုတွန်းလိုက်နိုင်ရင်တော့ဒေါ်လာတသိန်း2000ကျော်ထက်ရသွားပါတယ်ဒါပေမဲ့တမိုင်းတွင်ကဲတမယာတတိယအကောင်းဆုံးကစားသမားကြီးကရီးယားမျက်နှာရှိမှာသုံးမှတ်တွန်းလိုက်နိုင်ရင်တော့ဘောလုံးကဘတ်စကတ်ကိုတော့မထိပဲလေးလေးပဲပြန်လာပဲဖြစ်ဖြစ်ပရိသတ်ကိုထိမိလာပဲဖြစ်ဖြစ်ဒေါ်လာ2သိန်းကျော်ရသွားပါတယ်ဒီလိုနဲ့သူကလမ်းကြောင်းတစ်လျှောက်မောင်းဝင်ပြီး AGA ရဲ့အပေါ်ကနေပြစ်ထည့်လိုက်နိုင်ရင်တော့ဒေါ်လာ9သိန်းကျော်အထိရသွားတတ်ပါတယ် လူအများစုလိုမျိုးပစုံကွင်းဖန်တရားကိုပြေကျော်ဖို့ကြိုးစားမယ်ဆိုရင်ချက်ချင်းပဲအောက်ကိုကျသွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြေးတဲ့အခါဖြစ်ပေါ်လာတဲ့ဖိအားဟာလမ်းလျှောက်တဲ့အခါထက်အပူများနေလို့ဖြစ်ပါတယ်။အဲ့ဒီအခါနောက်တလန်မလန်းခင်မှာဖန်တွေကွဲသွားပြီးအောက်ကိုကျသွားမှာဖြစ်ပါတယ်။ဒါကြောင့်အခြားသူတွေရှေ့ကသွားတာကိုစောင့်ပြီးသူတို့ရဲ့ခြေရာအတိုင်းနောက်ကလိုက်မှာတာရမှာဖြစ်ပါတယ်။